ိုင်းမြန်မာနယ်စပ်ကတဆင့်ထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာရွှေပြောင်းတွေဟာခုရပိုင်းတွင် နေစဉ်နှီးပါးယာနဲ့ချီပြီးဖမ်းဆီးခံနေရတယ်လို့ထိုင်းသတင်းမီဒီယာတွေစီကသိရပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာ18ရက်နေ့နဲ့19ရက်နေ့တွေမှာထိုင်းနိုင်ငံတွင်းကိုတရားမဝင်ဝင်ရောက်လာတဲ့မြန်မာလုပ်သား250တုံးမှာထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ကန်ရှင်နပူရီခရိုင်မှာအောက်တိုဘာ19ရက်နေ့က ထိုင်းနဲ့မလေးရှားမှာလှုပ်လှုပ်ဖို့ရည်ရွယ်ပြီးတော့ဝင်ရောက်လာတဲ့အသက်မပြည့်သေးသူလူငယ်၁၂ဦးအပါအဝင်အမျိုးသမီး59ဦးအမျိုးသား64ဦးစုစုပေါင်း162ဦးဖမ်းဆီးခံခဲ့ရပါတယ်။ထိုင်းဆိုရန်ကအော်တိုမား15ရက်နေ့ကစတင်ပြီးအထောက်ထားမဲ့ရွှေပြောင်းမြန်မာတွေအတွက်တရားဝင်အလုပ်လုပ်ခွင့်ပန်းရောင်ကတ်လုပ်ပေးမယ်လို့ကြိုတင်ကြေညာခဲ့ပေမဲ့ အော်တိုဘန်လ16ရက်နေ့မှာတော့အဲ့ဒီလုပ်ငန်းစဉ်ကိုရာယီရဆန်းကြောင်းထုတ်ပြန်ခဲ့တဲ့အတွက်မြန်မာလူထုတွေရဲ့ဘန်းငွေတန်းချီဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။လုံလုံဆယ်မှာတရားဝင်လုံလုံခွင့်ပန်းရောင်ကတ်ထုတ်ပေးတာကိုရာယီဆိုင်းငံ့လိုက်တာရှိတယ်။အဲ့ဒီလုပ်ငန်းစဉ်အတွက်ပွဲစားတွေကိုပတ်စံကြိုပေးထားတဲ့သူတွေထိုင်းနယ်ကိုဝင်လာတာများပါတယ်။တဖက်ကလည်းမြန်မာပြည်ထဲမှာမင်းအောင်လှိုင်ကိုကြောက်လို့စစ်မှုရန်ရှောင်ကျဉ်တဲ့လူငယ်လူရွယ်တွေကအနည်းဆက်ဆုံးထိုင်းနိုင်ငံထဲကိုပြေးလာကြတာများတယ်။ ဲ့ဒါကြောင့်အခုဖန်ဆီးခံရမှုတွေဇက်တိုင်ဖြစ်နေတာပါလို့ရွှေပြောင်းလူသမားရေးကူညီဆောင်ရွက်ပေးသူ AAC ကိုရင်းမင်းက AR Times ကိုပြောပါရယ်အနာတူတက်ခရိုင်မဲဆောင်မြို့နီးတဝိုက်မှာလည်းပြီးခဲ့တဲ့အောက်တိုဘာ18ရက်နေ့မှာမြောက်ရီဘက်ကတဆင်ထိုင်းနိုင်ငံအတွင်းကိုဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား89ဦးဖမ်းဆီးခံခဲ့ရပါတယ်။ဒါအပြင်ပြီးခဲ့တဲ့အောက်တိုဘာ17ရက်နေ့ကလည်းကန်ချနပူရီခရိုင်မှာမြန်မာနိုင်ငံသား103ဦးဖမ်းဆီးခံခဲ့ရပါတယ်။ ကျွန်တော်တို့လည်းပြောလို့တောင်မနိုင်တော့တဲ့အဲ့လောက်ချင်းနေမျိုးတွေဖြစ်ကုန်ပြီဒီနေ့အော်တိုဘာ20ရက်လဲဖန်စီခံရတာတွေရှိနေတယ်ခါတိုင်းက4ရက်5ရက်တခါတပတ်တစ်လတစ်ခါနေမှ အခုကနေ့စဉ်ဒီဘောင်ကိုတနေရာတည်းတောင်မဟုတ်ဘဲနေရာစုံမှာဖန်စီခံရတာတွေဖြစ်နေတာလို့ AC ကိုရဲမင်းကဆက်လက်ပြောပါတယ်မြန်မာနိုင်ငံသားများစုဟာထိုင်းနိုင်ငံမှာအလုံးလုံးနိုင်ဖို့တိမ့်ဆယ်ချီကုန်ကြခံကလမ်းခဲကြတာပါ ဒါပေမဲ့လည်းထိုင်းဘက်မှာဖမ်းဆီးတာတွေခံရပါကငွေဆုံးရှုံးတာပြင်ပြည်ရင်းကိုပြန်လဲပို့ဆောင်တာခံရပြီးစစ်ကောင်မရှင်ရဲ့အသင့်ဆောင်ဆိုင်ပြီးတသားအစ်ဖြစ်စူဆောင်းတာခံရတယ်လို့အဲ့ဒီဖြစ်စဉ်တွေကြောင့်တသားအစ်ဖြစ်ပြီးတွန်လိုင်းတပ်ဖွဲ့တွေစီအလင်းဝင်လာသူတွေရဲ့ပြောပြချက်ရသိရှိရပါတယ်။